ခုလိုမျိုးယုဒိယဆိုလိုတရုတ်ဆောင်ထူးအနေနဲ့ကွယ်လွန်ဆုံးပါခဲ့ရတဲ့ဖြစ်စဉ်နဲ့အကြောင်းမှန်ကိုမိခင်ဖြစ်သူကိုယ်တိုင်နဲ့နှင်းပြပွားစဉ်မှာရှိနေခဲ့တဲ့တရုတ်ဆောင်ထူးရဲ့တငယ်ချင်းဖြစ်သူတို့မှဖွင့်ဟပြောဆိုမှုတွေကပေါ်ထွက်လာခဲ့ပြီးလဲဖြစ်ပါတယ်။အမေကြီးကိုဒါအလုံးမလုခိုင်းကြည့်ဦး။အမေကြီးချမ်းနဲ့အိမ်နဲ့အဲအမေကြီးထားချင်တယ်မေးအေးစင်းနဲ့မေးယူနေချင်းနဲ့မေးပြားလို့တရားလို့လုပ်ပြီးတော့မေးယူအဲ့ဒီဘွာမျိုး ရောက်စေခြင်းနဲ့အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်မိတ်ဆွေကိုမျှော်ပေးခြင်းတဲ့ဗီဒီယိုပိုင်းနဲ့ဒီဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်ဒါတော့တရုတ်ဆောင်သူအမေကိုတိုင်းတော့ပြောပြထားတယ်ဒါတရုတ်ဆောင်သူကွယ်လွန်ရတဲ့အကြောင်းရင်းလေးပဲဖြစ်ပါတယ်အတုသားဆိုရင်ဘလို့ကြောင့်ဆုံးမခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုဒါပြပြစုံလေးတင်ဆက်ထားတာဖြစ်ပါတယ်ဗျပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မတ်လ10ရက်နေ့မှာဆိုလို့ရှိရင်တော့ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ခြေထဲမှာအထူးသဖြင့် series တွေကိုအားပေးကြတဲ့ပရိသတ်တွေရဲ့ခြေထဲမှာ ဖြူအောင်တက်ကလေးမဲချိုစတဲ့ဇကားတွေနဲ့နာမည်ကြီးလာခဲ့တဲ့တိ ਉ ဆောင်ထူးရဲ့ကွယ်လွန်ဆုံးဖမှုတည်င်းဟာပြည်သက်တွေရဲ့အကြမ်းအတော်လေးကိုမြုံကြည်နိုင်စရာကိစ္စတစ်ခုဖြစ်နေကြပြီဒါပေမဲ့လည်းတိ ਉ ဆောင်ထူးရဲ့ကွယ်လွန်ဆုံးဖမှုဟာအမှန်တကယ်ဖြစ်ကြောင်းနဲ့အခုလိုမျိုးရုဒိယဆိုလိုတိ ਉ ဆောင်ထူးအနေနဲ့ကွယ်လွန်ဆုံးဖခဲ့ရတဲ့ဖြစ်စဉ်နဲ့အကြောင်းမှန်ကိုမိခင်ဖြစ်သူကိုယ်တိုင်နဲ့နှင်းဖြစ်ပွားစဉ်မှာရှိနေခဲ့တဲ့တိ ਉ ဆောင်ထူးရဲ့တငယ်ချင်းဖြစ်သူတို့မှဖွင့်ဟပြောဆိုမှုတွေကပေါ်ထွက်လာခဲ့ပြီးလည်းဖြစ်ပါတယ်ပြောဆောင်မင်းသားကျော်ထူးအနေနဲ့ကတော့ ရင်မတော်တဆမှုဖြစ်ပြီးတော့ကွယ်လွန်ဆုံးပါခဲ့တာဖြစ်ပြီးမလရှိရနေမှာကျူဆောင်သူအနေနဲ့ရင်မတော်တဆမှုဖြစ်ခဲ့တာဖြစ်တယ်လို့အဆိုပါရင်မတော်ဆမှုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ညာပိုင်းခြေနေမှာဆိုလို့ရှိရင်တော့ဦးကောင်းတရားနဲ့မြောက်ကလာစေးုံကြီးမှာစိတ်ကူးတမှုခံယူခဲ့ရတာဖြစ်ပြီးတော့ရှေ့ရနေညာပိုင်းရင်မတော်တဆမှုဖြစ်တဲ့အခြေအနေမှာစပြီးတော့ဒရီလက်တဲ့အနေထားနဲ့စေးုံမှာကုသမှုခံယူနေခဲ့ရတာဖြစ်တယ်လို့ယနေ့မလာစေးရနေ့မနက်6နာရီဝန်းကျင်ပိုင်းမှာတော့ ကွယ်လွန်ဆုံးမသွားခဲ့ကြတဲ့အကြောင်းကိုလည်းကနေဦးသတင်းများအရသိရှိခဲ့ရပါပြီ။အခုလိုမျိုးမလာရှိရနေ့ညပိုင်းချိန်မှာရင်မတော်တဆမှုဖြစ်စင်မှာဆိုလို့ရှိရင်တော့တရုတ်ဆောင်အထူးအနေနဲ့သူရဲ့တငယ်ချင်းတွေနဲ့ညပိုင်းမှာတွေ့ဆုံခဲ့တာဖြစ်ပြီးတော့ဆိုပါတငယ်ချင်းတွေကကိုယ်တငယ်ချင်းဖြစ်သူတဦးကိုလည်းအိမ်ရောက်လိုက်ပို့ပေးခဲ့တာဖြစ်တယ်လို့ခုလိုပို့ပေးပြီးအပြန်မှာတော့တရုတ်ဆောင်အထူးမောင်းနေလာတဲ့မော်တော်ယာဉ်အနေနဲ့အချိန်မထိန်းနိုင်မဲနဲ့လမ်းဘေးမှာရှိနေတဲ့တစ်ပင်ကိုဝင်ဆောင်မိပြီးတော့ရင်မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့တရုတ်ဆောင်အထူးမှာအခုလိုမျိုးရင်မတော်တဆမှုကြောင့်မို့လို့ ဦးကောင်းပိုင်းမှာပြင်းပြင်းထန်ထန်ဒဏ်ရာရရှိပြီးတော့မြောက်ကလာစေယုံကြီးကိုရောက်ရှိသွားခဲ့တာဖြစ်ကြောင်းကိုအဆိုပါနေ့ကတျောက်ဆောင်သူကိုယ်တိုင်လိုက်ပို့ခဲ့တဲ့တျောက်ဆောင်သူရဲ့တငယ်ချင်းအကိုဖြစ်သူမှကောမန်များမှဖြစ်ကြောင်းကိုစင်ကိုလည်းရေးသားဖော်ပြထားပါတယ်။သူရဲ့ဖော်ပြမှုတွေထဲမှာဆိုလို့ရှိရင်တော့ကိုကိုယ်တိုင်ကကားထဲညက်နေတာကိုထုတ်ပေးခဲ့တာပါဖြစ်စင်ကအကိုကိုအိမ်ပြန်ပို့ပြီးတော့သူ့အိမ်အပြန်မှာတစ်ပင်ကိုဝင်တိုက်လိုက်တာအချိန်လေးပြင်းတာပါပါတယ်။အကိုတတိကိုအထက်ထပ်ပေးပါတယ်။ဖြည်းဖြည်းမောင်းဖို့နဲ့အကိုအိမ်ရောက်လို့ စင်မနစ်ပဲရှိသေးတယ်ဖုန်းကဝင်လာလို့ချက်ချင်းလိုက်သွားခဲ့ရတာပါဆိုပြီးတော့လေဒီဖြစ်စဉ်ရဲ့အနီးကပ်ရှိခဲ့သူတဦးအနေနဲ့လည်းအခုလိုမျိုးပဲပေါ်ပြလာခဲ့တာဖြစ်ပါတယ် ခုလိုမျိုးပြည်စင်နေဖြစ်ပွားပြီးတော့တိုးဆောင်ထူးနေတဲ့သတိလက်တဲ့အနေထားနဲ့ဆေးရုံမှာကုသမှုတွေခံယူခဲ့ရပြီးမလာရှီယန်တွေကနေပြီးတော့ယနေ့မလာဆေးရက်နေ့မနက်အစောပိုင်းချိန်မှာပဲစိတ်မကောင်းစွာနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်ကြောင်းကိုလည်းသိရှိရပြီးတော့ခုချိန်နေမှာဆိုလို့ရှိရင်တော့တိုးဆောင်ထူးရဲ့ကြာရှိနေတဲ့ရုပ်အလောင်းကိုဒါမဲ့ဗုဒ္ဓဟူးနေ့မှာရေဝေးတောက်တန်တို့ပို့ဆောင်ကြိုသွားမှဖြစ်ကြောင်းကိုလည်းမိသားစုများထံမှသိရှိရပြီးတော့တိုးဆောင်ထူးရဲ့မိခင်ဖြစ်သူရဲ့ပြောစကားများအရဆိုလို့ရှိရင်တော့ တာလီအနေနဲ့တရုတ်ဆောင်မှအရန်ကိုဝါသနာပါပြီးတော့အမှုပညာပေါ်မှာလည်းအရန်ကိုချစ်ခင်ကြောင်းနဲ့ကာယိုက်တွေနည်းနေပေမဲ့လည်းရလာသမယအမှုပညာကြီးတွေကိုမိခင်ဖြစ်သူကိုပေးကြပြီးတော့သူတို့တာမီအနေနဲ့အိမ်ငားနေနေရတာဖြစ်ပြီးတော့အမေတို့အိမ်ပိုင်လေးကိုရရှိအောင်လုပ်ပေးမယ်ဆိုပြီးတော့လည်းပြောခဲ့တဲ့အကြောင်းကိုစိတ်မကောင်းစွာနဲ့ကြားသိရတယ်လို့တရုတ်ဆောင်သူအနေနဲ့ညာဘက်တွေမှာကားမောင်းလို့အဆင်မပြေတယ်လို့မျက်စိကလည်းတိတ်မမြင်ရတာကြောင့်မို့လို့ညာဘက်တွေမှာကားမောင်းတဲ့အခါမှာတားပစ်သူကိုအထူးပြုစိုက်ဖို့ကိုလည်းမှားကြခဲ့တဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဒါကြောင့်မို့လို့မိခင်ဖြစ်သူရဲ့ပြောစကားများအရဆိုလို့ရှိရင်တော့တရုတ်ဆောင်ထူအနေနဲ့မိသားစုပေါ်မှာလည်းအတော်လေးကိုတာဝန်ကျေပွန်နဲ့တားတူလေးဖြစ်ကြောင်းကိုသိရှိရပြီးတော့နုပညာနဲ့တရုတ်ဆောင်လုပ်ငန်းတွေပေါ်မှာလည်းမြန်နိုးစုတို့အဖြစ်အကြောင်းကိုသိရှိခဲ့ရပြီးအချိန်မှာတော့ပြည်သက်တွေအနေနဲ့အတော်လေးကိုတရုတ်ဆောင်ထူးရဲ့ကွယ်လွန်မှုအတွက်ကိုစိတ်မကောင်းခြင်းများစွာလဲရှိနေကြပြီးတော့တရုတ်ဆောင်ထူးအနေနဲ့ကောင်းရာတုဂတိကိုရောက်ရှိနိုင်ပါစေကြောင်းကိုလည်းဝိုင်းဝန်းဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ် ဒါပြီးအဖြူရောင်တက္ကရိရုပ်ရှင်ဇာတ်ကားမှာအတူတကွပြုတ်ဆောင်ခဲ့ရတဲ့အဆိုတော်နဲ့တရုတ်ဆောင်ဖြစ်တဲ့အောင်မြင့်မြတ်အနေနဲ့လေတရုတ်ဆောင်သူရဲ့ကွယ်လွန်မှုကိုအတော်လေးကိုမယုံမကြည်နိုင်ဖြစ်နေပြီးတော့မနက်ခင်းအစောပိုင်းမှာပဲသတင်းတွေတက်လာပြီးတဲ့အချိန်မှာတရုတ်ဆောင်သူရဲ့မိခင်ကိုဖုန်းဆက်ပြီးတော့လမ်းမေးခဲ့ကြောင်းနဲ့ကွယ်လွန်ဆုံးပါတာဟာတေချာသွားတဲ့အချိန်ဒီမှာတော့သူ့အနေနဲ့ online social media ထပ်ပေါ်မှာအခုလိုပဲရေးသားဖော်ပြမှုတွေလည်းရှိလိုလာခဲ့ပါသေးတယ်။ဥစဉ်နာရီဖြစ်ချိန်တိုင်းရင် ဖြစ်ချင်တယ်လို့ဖြစ်သွားတာမယ်ငါတီထားပေးမယ်လေမင်းမရှိတော့တာကိုကိုကြီးကမယုံကျင်သေးဘူးကွာငါရင်ထဲမှာလဲမီးရှို့ခံနေရတယ်လို့ပါပဲညီလေးကိုကြီးအတော်ကိုညံ့နေကွာနောက်တစ်ခါပြန်ဆိုရင်ငါကအောင်မြင့်မြတ်တိုင်းဖြစ်မင်းကလည်းထူးဆိုတဲ့လူတယောက်ဆက်ဖြစ်ပြီးတော့ဒီဘဝမှာဆုံခဲ့ရတဲ့အတိုင်းအတိအကျပြန်ဆုံကျင်တဲ့ငါညီဟာတနာစရာငါညီလေးရဲ့ဆိုပြီးတော့လဲ ဝန်ထဲချင်းများစွာဖြင့်ခုလိုပဲစာရီကိုရေးသားဖော်ပြမှုတွေလည်းများစွာရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်ပြုဆောင်လောကသားတွေကို MND4 ကအနုပညာရှင်များစွာတို့ကလည်းပြုဆောင်သူရဲ့ကွယ်လွန်မှုပေါ်မှာစိတ်မကောင်းခြင်းများစွာနဲ့ရေးသားဖော်ပြမှုတွေလည်းများစွာရှိနေတာလည်းဖြစ်ပါတယ်။ဒါမေယူဒါအလုံးမလုံးခိုင်းကြည့်ဦး။အမေယူခြံနဲ့အိမ်နဲ့အဲအမေယူထားခြင်းလေ။ အမေအေးစင်းစင်းနဲ့မေးလို့နေချင်းနဲ့အမေဖျားလို့တရားလို့လှုပ်ပြီးတော့အမေကိုအဲ့ဒီဘွားမျိုးရောက်စေချင်တယ်။ဒါအဲ့ဘွားမျိုးရောက်အောင်ဒါကြိုးစားမယ်။အဲ့စကအမေပြောနားရနေရတော့မှအမေကိုအင်းလာကပေးဖို့ဆက်ဆက်လေးလာဖို့ကွာ။ အကြောင်းဒီအင်္ဂါဘဝကိုတာမနေခြင်းပေါ့နော်ဒီအင်္ဂါဘဝနဲ့တာမနေခြင်းတော့ဘို့ဟိုအိမ်ပိုင်းဘဝနဲ့ဖြစ်အောင်လို့မေယူအမေဘဝဒီငါချက်လာလဲဆောက်အမေငါချက်လာလဲဆောက်အဲ့လိုအမေကူရတယ်မအရင်ပြောလားအရင်ကတော့ဆွဲဆုပ်လို့ခဲရတော့ ချစ်ချင်ဆိုတော့အဲ့ဒီအဲ့ဒီကိုယ်တိုင်ကိုယ်တော့လက်မခံချင်ဘူးဟုတ်ကဲ့ကြိုက်တာမနေ့ကတော့ဆေးမလဲပဲဟုတ်ရှိမှာလေ ော်ဒါရေခဲတိုက်ပါပဲထားထားလားရေခဲတိုက်ရှိတယ်ဟုတ်ဒါကြီးကဟိုတော့တော့ဘုရားနေဘုရားနေဒီကျုပ်ပြီးတုံးရဲ့ဘုရားနေနာမည်မြေကြီးဘုရားနေနာမည်စနေနေ့စနေနေ့ပြပကနေညပေါ့ပကနေညသူတငယ်ချင်းနေနဲ့အပြင်သွားဖို့မအေးရှိဘူးမအေးနဲ့အိမ်လမ်းဆုံးစကားပြောရတယ်ငယ်ချင်းနေနဲ့အပြင်သွားဖို့ မေကြီးကတာအပြင်းငွေချင်းနေနဲ့သွားလိုက်အောင်လေဒီညအိမ်မပြန်ဘူးတဲ့အချမ်းနောက်ဆုံးပေါ်ပြောပြတာပေါ့ဟုတ်ကဲ့လေးလည်းပြန်သွားရင်းနဲ့ဖြစ်ပြန်ပြန်သွားလိုက်သေးတယ်ပေါ့ပြန်သွားပြီးပြန်มาဖြစ်တာသူစဉ်ဘယ်နေ့လောက်တက်လိုက်ရလဲဒီစနေနေ့မနေ့နှစ်နာရီရက်တက်တာလေစနေနေ့နှစ်နာရီဆိုတော့တနင်္လာနေ့ကိုဒီတနေ့တနင်္လာနေ့အဲ့နေ့လောမှာတရင်ပြန်လဲလာတော့ တောက်အဆုံးထိပြန်ကောင်းမှာပဲထင်ရမှာပေါ့ပြန်ကောင်းပြန်ကောင်းမှာပဲထင်တာလေဒီလိုမျိုးဖြစ်သွားမယ်လို့တော့မထင်ဘူးဘုံလုံးကသူရဲ့အမဒီဖို့ကလေးတွေကပုံလာကြပါတယ်ကိုကောင်းမြတ်တို့သူတို့တွေကစိတ်ဝင်ပြောင်းဖို့စိတ်ဝင်ပြောင်းဖို့ပြောတယ်ဟိုဟိုကြည့်ကြည့်တာမဟုတ်ဘူးပေါ့နော်သူတို့ကျွန်တော်တို့လူနာကိုပေါ့စိတ်ဝင်ပြောင်းနေတယ်ဟိုတခြားစိတ်ဝင်ပြောင်းနေတယ်ပေါ့ ကလေးကိုဂယူဂယူဆိုင်စေခြင်းနဲ့ပေါ့အဲ့လိုပြောင်းပြောင်းစေခြင်းနဲ့ပေါ့အဲ့လိုမျိုးနဲ့ဆေးရုံမှာတောင်းဆိုတော့ကျွန်တော်တို့ကအစိုးရဆေးရုံဖြစ်နေတဲ့အတွက်ပြီးတော့ကလေးကခေါင်းထိထားတဲ့အတွက်ဟိုအဲပြောင်းမှုရှိမှုစဉ်မပြေဘူးပေါ့အဲ့ဒီကိုယ်တော့အဲ့ဒီကိုယ်တိုင်းတော့ဖြစ်တဲ့ဟုတ်လည်းမခက်ကြီးဘူးဒီတိုင်းအဲ့ဒီကျလာ ြေသွားလို့ရှိရင်တပြေသွားမလို့လေမကြမ်းနဲ့တော့အမေတာဒီနာမှာပဲဟယ်လိုဆိုတာနဲ့အမေနာကိုရောက်ရောက်ရောက်ပြီဟယ်လိုဆိုတာနဲ့အမေကြိုက်တဲ့ချိန်သားကိုဟယ်လိုလုံးလိုက်ဟယ်လိုဆိုတာနဲ့မိန်းကောင်သားပြန်ရောက်ပြီသူတော့ဘယ်နေရာသွားပြီဟယ်လိုလုံးတော့ဘုံပြီးတော့ ေါင်းသိန်းနဲ့တငယ်ချင်းတွေဆိုရင်လည်းသူကလေဟိုကြွေးချင်းပေးချင်းတရားရှိတယ်ဟိုမအေးဘူးလဲသူကပါလို့အမေစားတောက်တော့နဲ့ကောက်မပိတ်ပင်နဲ့ဘသူ့ကိုပဲကြွေးကြွေးဘသူ့ပဲစားစားအဲစားတောက်နဲ့ပတ်သက်လိုက်ရင်ညိုညင်နဲ့မပိတ်ပင်နဲ့သူကအမြင်ပြောတယ်မိကလို့ခုနလောက်တက်ရတာตาတို့တော့မောတယ်ပေါ့နော်မိတက်ရတာဘယ်လောက်ထိမောနေဆိုတာတို့ဒီရေပေါ့ဒီခုနလော မေးတဲ့ဒီငါလာလေးပဲအောင်နေပါဘူးဒီခုနလောက်မတက်ရအောင်မိကိုသာစူးစမ်းပေးပါမယ်ဟောအဒီရလေးသူသူကဒီဟာဝါသနာပါတယ်အဒီရလည်းသူ့ကိုနောက်ကိုင်းပြီးတော့ဝါသနာပါတော့အဒီရလိုက်လုပေးတယ်လိုက်လုပေးတဲ့အခါကျတော့သူကအောင်မြင်လာတဲ့အခါကျတော့အန်ဒီတကယ်ကိုပြောမပြတ်တတ်အောင်အဒီသားလေးကိုအန်ဒီဒီဒီအရေးဖြစ်တာပဲအမြဲတမ်းသူ့သူ့ရဲ့အကြောင်းလေးတွေလိုင်းမော်တက်လာပြီဆိုအန်ဒီ ဟိုအများတွေကိုလည်းပြရတယ်ကိုကိုတိုင်လည်းဒီသူ့ရဲ့သူ့အကြောင်းလေးတွေကိုပါလာပြီးဆိုအနီမလေးခဏခဏကြည့်ရတာဒီကပီတိတွေဖြစ်ရတာပေါ့အဒီသားလေးအောင်မြင်နေတာအဲဘာလို့ရှိမရှိရလဲမသိဘူးစကားတကားရိုက်ပြီးတော့ပျော်ပြီးတော့ ဒီလိုမျိုးဖြေနေရမယ်အချိန်ဒီလိုမျိုးအဲ့လိုမျိုးဖြေရမယ်အချိန်ခုလိုမျိုးဖြေနေရတာအဲ့ဒီဟုတ်ကဲ့ကျွန်တော်ပြည်သူပိုင်းလေးကဒီလောက်ပါခင်ဗျာဒါဆိုရင်တော့တေဥဆောင်သူရဲ့အမိကိုတိုင်းဒါပြပြလာတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ် ဒီထဲမှာဆိုတော့ကျွန်တော်တို့ဒါတိယဆောင်သူอ่ะဆိုเนาะကျွန်တော်တို့ amazing clip ဘွားတွေကကလေးတိယဆောင်နဲ့ဒူးတက်လာဆိုအခုဆိုရင်အဲကျွန်တော်ဇလန်တွဲဇလန်တွဲရရုပ်ရှင်ကားတွေရိုက်လာခြင်းမှာအောင်မြင်မှုတွေရလာခြင်းမှာဒီလိုမျိုးလေးမမျော်လင့်ဘဲနဲ့ဖြစ်သွားတဲ့ဆိုတာကတော့အားလုံးပဲစင်ကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးအစိုးရလိုက်ပါကြည့်ရှုပေးရမြတ်ဗီဒီယိုချစ်တဲ့ကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်